အားလုံးမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမန်းတင်ရေးသားတဲ့ဒုတိယအရွယ်နှစ်ဆိုတဲ့စာအုပ်ထဲမှာရောက်ရာဒေတာပျော်ပျော်နေရဆိုတဲ့စောင်းမလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင် ကျမကတော့စာဖတ်သူနန်းတိန်ကြီးဖြစ်ပါတယ်1952ခုနှစ်မေလကျွန်တော်ဒီမရရာတွင်နေပိုင်ဝင်တော့ဖြစ်တာဝန်ထမ်းဆောင်နေစဉ်ကျွန်တော်ဤမိသားစုကို မန္တလေးမြို့ 84လမ်းကြောက်သွေးတန်းတွင်ရှိဦးလေးတော်တူအခမဲ့ခွင့်ပြုထားသောတိုင်ရင်တစ်ခုတွင် ထားရသည်ကျွန်တော်ကမူမန္တလေးနှင့်မရရာကိုကြီးတန်းကြီးလုံနေခဲ့ရလေသည် ကျွန်တော်သည်ရခင်နှင့်နှွေးဝရဲကမရရာသို့ရောက်ခဲ့သည်ယခုနောက်ထပ်တနွေကုန်၍မိုးဥပင်ကြတော်မူဇဒုဒ္ဓအချိန်မြောက်လွလက်ရည်နှင့်အထိမ်းမှတ်ပွဲကိုလည်းကျင်းပပြီးစီခဲ့ပြီမရရာ၌တနစ်ကျော်ဟုသောကာလသည် ကြာညောင်းလာသည်။နွေရကုံမိုးကူးမို့လေယူးတုံတုံကျွန်တော်တို့သုံးဦးဆက်နေထိုင်လျက်ရှိသောတိုင်ပရင်မှကွင်းထဲသို့လှမ်းမြော်လိုက်လေလေဘူးလေယူးငွေရမ်းတိုက်ခတ်နေသည်ကို မကြာခဏတွေ့မြင်ရသည်။လေဝှေ့လင်အမိုက်တရိုက်နှင့်ဖုံများသည်ခြားခြားလေ၍လွင့်တက်သွားသည်ကိုအဝေးမှပင်လမ်းမြင်နေရလေသည်။ရခင်ခါကအတော်စီကားမည်ဖြစ်သောမတရားသည်ကျွန်တော်တာဝန်ထမ်းဆောင်နေရသည့်အချိန်တွင် ခြောက်ကန်နေပါသည်မိရထားလမ်းဘေးတွင် တီရှိခဲ့သောနေပိုင်နှင့်ရဲလိုက်ပိုင်တို့၏အိမ်များလည်းမရှိတော့ပြီထိုနေရာတွင်ဟာလာဟင်းလင်းဖြစ်နေလေသည်မိရထားလမ်းပေါ်မှရက်လျက်ထိုနေရာလက်များကိုဖြတ်ကျော်ပြီးမျောကြည့်လိုက်လျင်ရိုးပြက်ငုတ်တို့ငေါငေါထောင်လျက်ရှိသောလေကွင်းကြီးကို တွေ့ရလေသည် မိုးပြိုင်ပြိုင်ကြလျင်လေကွင်းထဲ၌ထုံရင်းငင်နေသည့်လေသမားများကို တွေ့ရပေအောင်မည် ဘူရာမဆင်း၍လမ်းမကြီးအတိုင်းမြို့ဘက်သို့လျှောက်လာလေကစားကွင်းတစ်ခုကိုတွေ့ရပေမည်။ထိုကစားကွင်း၏အလဲတွင်လွတ်လပ်ရေးကြောက်တန်းကိုစိုက်ထူထားသည်။ဝူကျိုးအောင်ဆန်ရုပ်ထုသည် ထိုကြောက်တန်းထိပ်တွင်ရက်လျက်ရှိပေသည်။ထိုမှလွန်သောနေပိုင်ဝင်တော့ရုံကိုတွေ့ရသည်။ထိုအဆောင်အုံသည်စစ်တံကိုမခံရဘဲကြမ်းရှိနေခဲ့သည်။ထိုမှလွန်သောရဲစခန်းကို တွေ့ရပေမည်။ဝင်းတွင်ရှိ အဆောက်အုံများသည်ချိုးရင်းပြင်းစီနေကြလိမ့်မည်ရဲသားများနေထိုင်ရာတန်းရာဤအကာရံများသည်စုပ်ပြက်ပြုတ်ကျနေသည်ကို တွေ့ရသည်အချို့နေရာများတွင်ဝါထရံများကို ဖြစ်သလိုကာရံထားသည် ထိုမှလွန်သောလက်ဝဲဘက်တွင် ကွက်လက်ကြီးတစ်ခုကို တွေ့ရလေသည်ထိုနေရာတွင်ရခင်ကစင်းဟုံအဆောက်အုံများတည်ရှိခဲ့သည်ယခုတော့အဆောက်အုံအလုံးလိုလိုပျက်စီးကုန်ကြပြီဖြစ်၍အုတ်ခုံများနှင့် တန်ဖနက်များသာကြမ်းရှိတော်သည် ထိုလန်တိုင်းဆက်၍လျှောက်သွားလျှင်မြို့ရင်းသို့ရောက်ရှိလေသည်မြို့ရဲသို့ရောက်ပြီဆိုလျှင်ထိုထိုသောမြို့ကလေးများ၏အင်္ဂါရများဖြစ်သည့်ထန်းရီဆိုင် အရက်ဆိုင် ကလားလက်ဖက်ရီဆိုင်နှင့်တရုတ်ကုံစုံဆိုင် အပေါင်ဆိုင်ဓာတ်ပုံဆိုင်အစရှိသည့်များကိုတွေ့ရလေသည် မကြမီမရရဈေးသို့ ရောက်လေတော်သည်မရရဈေးသည်နက်နက်ပိုင်းတွင် အလွန်စီကားလေသည် အထူးသဖြင့် မန္တလေးမှမိရထားနေလိုက်ပါလာကြတော့ဈေးတဲ့ဈေးဝယ်များနေကြည်ကြည်တူစီကားနေသည်ငပြောအုံကွန်းသီးခိုင်အုံပန်းရှောင်းတံမရမျိုးမျိုးတင်မောမလကာ အစရှိသည့်ခြံတော်တတိဝလံများကိုအစုံလင်တွေ့ရမည်ဖြစ်လေသည်ရှိကဆိုလင်ထိုပစ္စည်းများကိုရွှေတချောင်းမှ လေလောင်းဖြင့်မန္တလေးသို့ ပို့ခဲ့ကြသည်ယခုတော့မိရထားဖြစ်တာပို့နိုင်ကြပေသည် ငံမျိုးစုံနှင့်စားကလေးများကိုလည်းထူစည်းတဲ့တွင် ပေါ်ပေါ်ရနိုင်သည် ကျွန်တော်မရရာသူစတင်ရောက်လာသည့်အချိန်ကစောင်းကုံနှွေကူးဖြစ်သောကြောင့်ခီးသွား၍ကောင်းလာသည် အချိန်ရှိကိုင်းလုံလဆိုင်ဟုသောဆောင်းပုတ်အရာ ကျွန်တော်တို့သည် ကြေးရွာအနှံ့သို့ရောက်အောင်သွားခဲ့ကြသည်နေပိုင်တိုက်ပိုင်မြို့ပိုင်တို့သည်တမတော်မှအရာရှိအရာကန်အကြက်တသားများနှင့်အတူ အနောက်ဘက်ရှိ စေမိုင်းခန့်ဝေးသည့် အေယာဝရီမြကန်းရွာများသို့ရောက်ခဲ့ကြသည်ဆန်နမိုင်ခန့်ဝေးကွာသည့်အရှိတ်ဘတ်တောင်ချီရင်ရွာများသို့လည်းရောက်ခဲ့သည်ဒီအတော်တွင် အလွန်ခရီးသွားသည့်မန္တလေးတိုင်းမင်းကြီးဦးအောင်မြင့်လည်းကျွန်တော်တို့မရရသို့နှစ်ခေါက်ရောက်လာသည်သူနှင့်အတူကျေးရွာများသို့ရောက်အောင်ခရီးပြင်နေခဲ့ကြသည်တခါတော့မင်းကြီးသည် ကျွန်တော်တို့သုံးဦးတယောက်တကန်းနေထိုင်လျက်ရှိသောအိမ်တွင် လာရောက်တဲခိုတညအိတ်သွားလေသည် ဤသို့တဲခိုနေ gain ဧည့်သည်ဖြစ်သောမင်းကြီးကအိမ်သည်ဖြစ်သောကျွန်တော်တို့တွေအားထမင်းနဲ့နဲ့ကြွေးသွားလေသည်သူတပည့်သည် ထမင်းဟင်းအချက်ကောင်းသူဖြစ်သည်တဲတော်တဲ့မင်းကြီးပဲဗျာဟုမြို့ပိုင်ဥပိုလ်ကြီးကချီးကျူးလေသည်ဒီလိုမင်းကြီးမျိုးတော့ခဏခဏလာလေကောင်းလေပေါ့ဟုကျွန်တော်ကဆိုသည်မင်းကြီးတတ်တော်ရကျော်ရှိပါစေဟုတိုက်ပိုင်ကြီးကဆုတောင်းလေသည်ကျေးရွာများမှတောင်သူလေသမားများနှင့်တွေ့ရဆုံးရာ စကားစမိပြောဆိုရသည်မှာကျွန်တော်အဖို့တကယ်လက်ကြီးဖြစ်လေသည်ဘ ഹു တုတမျိုးစုံကိုရရှိသည်အကယ်၍သာနေမည်အခြေအနေကောင်းမွန်တာရလင်တောရများသို့မကြာခဏညာဤညက်နေသွာလာနေမည်ဖြစ်သည်ယခုတော့သွားခြင်းနိုင်သွားလို့မဖြစ်လာခြင်းနိုင်လည်းမလာနိုင် အခြေအနေကိုစင်ကျင်၍သွာလာကြရသည်တစ်ခေါက်တစ်ခေါက်ရောက်ဖို့အထူးပင်မခံ၍သွားကြရသည်မြောက်ဖက်ဆိုလင်ချောင်းမကြီးကန်းတစ်ခုရှိ တငါတဲ့ရွာတို့သာအရောက်သွားနိုင်သည် ထိုရွာတွင်အိမ်ကြီးအိမ်ကောင်းဟု၍မရှိဘဲတဲများဖြစ်သာပြည့်လျက်ရှိသည်တငါတဲ့ရွာဟုခေါ်တော်လဲတငါတဲ့များမရှိပါလယ်သမားကိုင်းသမားများသာလဲရှိ၏အနောက်ဘက်အေရာဝတီကမ်းပေါ်ရှိ ရှင်လှပိုးဝအဆရှိသော ရွာများတို့လဲနှစ်ခေါက်လောက်သာရောက်ခဲ့၏ထိုရွာသူရွာသားများကအနှင်းငယ်ချောင်းလဲကြသည်ကိုင်းသမားများဖြစ်သောကြောင့်စေးနှင့်မြေပဲကို အထူးဆိုင်ပြူကြသည်ဈေးရွက်ကြီးကလည်းဈေးကောင်းသည် စီဈေးကလည်းကောင်းသည်မြေပဲဆိုင်သူများ ဟန်ကြပန်ကြဖြစ်နေကြလေသည်တောထူသောအရှိတ်တောင်ကြီးတို့လည်းတခေါက်ရောက်ခဲ့သည် ထိုဒေသရှိကျေးရွာသားများသည်လယ်သမားရာသမားများဖြစ်ကြသည် အချို့လည်းထင်းခုံမီးသွေးဖုတ်အလုံးများဖြင့်ဝမ်းစာရှာမိကြသည်တောနှင့်တောင်စဲတွင်တမင်တရေချင်းငယ်ဆိုင် ဆက်စားသည့်ဒေါကောင်များမိတင်းနေထိုင်ရလဲဖြစ်သည် အမဲပြေဝါသနာပါသောမြို့ပိုင်ဥပ္ပိုလ်ကြီးသည် ထိုတောအုံခြုံကြားသို့ မကြာခဏတောပြေလာရောက်တတ်သည်ဘယ်ရက်ဘယ်ဒီသာတော်တော်ရိုးသားသောတောင်သူလေသမားများကိုတွေ့ရသည် ကျွန်တော်တို့တွင်ရောက်ရှိသွားလင်ဝန်သာအာရစီးကြိုတတ်ကြသည်ကျွန်တော်တို့သည် ရွာလေစရက်တွင်၎င်းတကြီးအိမ်တွင်၎င်းတစ်ပင်ရိတ်ကောင်းကောင်းတွင်၎င်း ခိတ္တအပန်းဖြေတတ်ကြသည်ကျွန်တော်တို့တွေရောက်သည်နေ့အိမ်တိုင်းအိမ်တိုင်းလက်ဖက်ရည်ချမ်းအိုးကိုစီဖြင့်ရောက်လာတတ်ကြသည် ပကံသုံးလေးလုံးနှင့်ထညံမြေပဲပဲလော်ပဲကြီးလော်ဆရှိသောရှိသမျှတရေစားလေးများကိုထည့်၍လာပို့တတ်ကြသည်ကျွန်တော်တို့ကသူတို့လာပို့သည်များကို မစားရမတောက်ရဒါတွေလုံးမနေကြပါနဲ့ဗျာဒုက္ခမရှာကြပါနဲ့ကျွန်တော်တို့လာတာဟာခင်ဗျားတို့တွေနဲ့တွေ့ကျင်လွန်းလို့ပါဟုတ် ကျွန်တော်တို့ကပြောဆိုရင်မဟုတ်ပါဘူးခင်ဗျာဒီလိုလာတာကျွန်တော်တို့အင်မတန်ဝမ်းသာပါတယ်ရောက်တဲ့ကအမောပြေတုံးဆောင်သွားကြပါဦးဒီနယ်တွင်ဘေရွာကိုပဲတွတ်သွားဒီလိုအဲ့ဝတ်ကြီးပွန်သူများကိုသာ တွေ့ရလေသည်သူတို့တွေကအေးအေးဆေးဆေးနေကျင်ကြရှာပြီဘလို့ပင်ဝေးရဝေးရဘာနဲ့ပဲဆားရဆားရစိတ်အေးလက်အေးနေရလင်တော်ပြီယခုတထိတ်ထိတ်တလန့်လန့်နေရသောဘဝမှာလွတ်မြောက်ခြင်းကြလိမ့်ပြီ အခန်းနှင့်မရရာတွင်တာဝန်ထမ်းဆောင်နေစဉ်တွင် ကျွန်ုပ်အဖို့ကျေးဇူးရှိခဲ့သည်မှာစာများများဖတ်၍စာများများရေးနိုင်ခြင်းဖြစ်သည် ထိုစဉ်ကထုတ်ဝေလျက်ရှိသော စာနယ်ဇင်းများသာမကရန်ကုန်ရောက်တိုင်းပြည်သူစာပေတိုက်မှဝယ်ယူလာခဲ့သည့်လက်ဝဲစာပေစာအုပ်များကိုအချင်းယူ၍ဖတ်နိုင်သည်ကြေးရွာများသို့ခရီးများများသွားနိုင်သည်နှင့်အမျှဒေသန္တရဗဟုသုတများကို စာဖတ်ပရိသတ်သို့ပြန်ဖြူနိုင်သည် ကျွန်တော်၏ဇက်ဆောင်နှစ်ဦးဖြစ်သောမောင်ပြုံးချိုနှင့်ကိုဖိုးလုံးတို့သည်မဂဇင်းစာမျက်နှာများတွင်အစဉ်လိုလိုလှုပ်ရှားလျက်ရှိလေသည်1938ခုတည်းကကန္နလောကနှင့်တကုံမဂဇင်းတို့တွင်ပေါ်ထွက်လာခဲ့သောတက္ကသိုလ်ကျောင်းသားမောင်ပြုံးချိုသည်စစ်အတွင်းထုတ်ဝေသည့်စာရေးစရာမဂဇင်းတွင်မြို့ပိုင်မောင်ပြုံးချိုဖြစ်ပါဝင်လာခဲ့သည် ထို့နောက်စစ်ပီးစာဂျာနယ်ကျော်တွင် မောင်ပြုံးချိုကို အမဲလိုလိုတွေ့မြင်ရသည်။ဂျာနေကျော်စိတ်တုံးသွားသောအခါရှုမဝသူရောက်ရှိသွားသည်။ကျွန်တော်မရေယာသို့ရောက်သောအခါမောင်ပြုံးချိုသည် ရှုမဝရင်ပင်နေပိုင်းဖြင့်ဆက်လက်လှုပ်ရှားနေလေသည်။1948ခုနှစ်လောက်ကတာယာမဂဇင်းတွင်စတင်တွေ့မြင်ရသောကျွန်တော်၏ဇက်ဆောင်လေသမားကိုဖိုးလုံးသည် ကျွန်တော်မရေယာတွင်တာဝန်ထမ်းဆောင်နေသောအခါသွေးတောက်တွင်ရောက်ရှိနေပါပြီ။ကိုဖိုးလုံးသည် ကျွန်တော်ထီးတွေ့ရသောကြေးရွာရှိလေသမားများကို ကိုစားပြုလေသည်လွတ်လပ်ရခဲ့သည်မှာ၃လနှစ်ကြာခဲ့ပြီဖြစ်တော်လေကိုဖိုးလုံးဤဘဝကနေမြဲတွင်ပင်ရှိနေတုံးဖြစ်လေသည်ဒီလိုနှစ်ပင်ရက်တွေလတွေကုံဆုံးခဲ့သည်ကျွန်တော်တို့သည်ရုံးတက်လိုက်တောရွာများသို့သွားနိုင်သလောက်သွားလိုက်မိသားစုရှိရာမန္တလေးပြန်လာလိုက်နှင့်အချိန်တွေ ကုန်လွန်ခဲ့လေသည်ညအချိန်များတွင်လည်းပြင်းပြင်းရှိလို့မှ လေစရာပတ်စရာမရှိ လုံးလုံးကြီးမရှိဟုဆိုရင်လေမူသားဆိုရကြတော့မည်ရှိသလောက်တော့ရှိပါ၏ကျွန်တော်တို့အိမ်ပေါ်မှလှမ်းကြည့်လိုက်လေမိမိရွာကိုစွန့်ခွာလာခဲ့ရသောတကြီးဦးကျော်စောဤအိမ်ကိုတွေ့ရသည်အေဟုဆိုတော့လေတဲကြီးမြသာသည်ဦးကျော်စောသည်မြို့တကြီးမဟုတ်ပါ အခြေအနေအရမြို့ပေါ်တွင် ရောက်ရှိနေသူကျေးရွာတကြီးဖြစ်ပါသည်1949ခုနှစ်တွင် သူအုပ်ချုပ်ရသော လက်ကောင်းကြီးကျေးရွာကို တောင်ញန်သူတို့ဝင်ရောက်တိုက်ခိုက်ရာဥကြော်စောတို့လူစုက ရွတ်ရွတ်ချွန်ချွန်ခုခံကြသည်တောင်ញန်သူတို့သည်တညလုံးဝိုင်းဝန်းပစ်ခတ်နေကြသည်ဥကြော်စောတို့အဖွဲ့ကလည်းစစ်ကူလာနိုးနိုးနှင့်တညလုံးခုခံနေကြရသည်လေယာကြီးချင်းမြည်သည့်အရက်ကမှစစ်ကူရောက်မလာတော့ခါဥကြော်စောတို့လူစုသည် ရွာမှဆုတ်ခွာကြရလေသည်တောင်ញန်သူတို့သည်ရွာတွင်းသို့ဝင်ကာတိန်တဲ့တိန်စင်း ပစ္စည်းများကိုယူပြီးနောက်ရွာကိုမီးရှို့ကြလေသည် ထိုအချိန်ကတရွာလုံးမီးလောင်ပြကြခဲ့သည်ထိုနေရာတွင်ယခုထက်တိုင် မီးလောင်မြေဖြစ်ဟာလာဟင်းလင်းရှိနေလေတော့သည်ရွာသူရွာသားများသည်လည်းနီးဆက်ရာရွာများသို့ပြောင်းရွှေ့သွားကြကုန်သည်ဥကြော်သောလေထိုစဉ်ကလေးကရွာသူမပြောင်းနိုင်တော့ဘဲမရေယာမြို့ပေါ်တွင်ရောက်ရှိနေခြင်းဖြစ်လေသည်မရေယာမြို့နယ်တွင်ကြီးရွာများမှဒီလိုပင် မြို့ကိုလာ၍ခိုးနေသော တောစကြီးတွေအများကြီးပင်ရှိလေသည်ကျွန်တော်တို့သည် ပြင်းပြင်းရှိလင်ဥကြော်သောတဲသို့သွား၍လက်ဖက်ရည်ကျန်းတောင်းရင်ရှေးအောင်နှောင်းပြများကိုပြောဆိုနေတတ်ကြသည်ဥကြော်သောသည် စကားပြောကောင်းသူတဦးဖြစ်သည်တောပြည်လည်းဝါသနာပါသည်သူ့တာမောင်ကိုလေးကလည်းဟာကင်းချီယာကိုနင်းသည် တောဝက်များကိုခက်ခက်ခက်ခဲလိုက်လံပြရသည့်အကြောင်းကိုဥကြော်သောပြောပြသောအခါတဲထိတ်ရင်ဖို့ နားထောင်ရမငြီးနိုင်လက်ဖက်ရည်ချမ်းကိုဆက်သားကြောက်ဖုံးနဲ့မြည်ရင်သူပြောသမျှနားထောင်ရသည်မှာစိတ်ဝင်စားဖွယ်ကောင်းလာပါတော့သည် တခါတရံလဲဓပုံစရာဥတင်အိမ်သို့အလဲပတ်သွားကြပါသည်ဥတင်သည်တဦးတည်းနေသူဖြစ်၏သူ၏အင်ငယ်ကလေးအတွင်ဝယ်သူ့လက်ရဓပုံများကိုနယံများတွင်ချိတ်ဆွဲထားလေသည်သူ့ဘုရားရှင်ကိုလည်းမောမှန်ပြင်ဆင်ထားသည် ကျွန်တော်တို့ရောက်ရင်ကြောင်ရင်ကလေးအတွင်မှာ စားသောက်ဖွဲရများကိုထုတ်၍အဲ့ခံတတ်သည်အတော်ညင်းနဲ့မှ သူ့အိမ်သို့သွားလင် သူ၏ဖျားရှိခိုးတံကိုခက်လန်းလန်းကပင် ကြားရလေသည် ကြီးစီငယ်ကလေးကိုလည်းတဝေဝေရိုက်ခတ်တတ်လေသည် သို့သောအိမ်တွင်းသို့ရောက်၍သူ့အနီးသို့ကမီလင်ကယမကာနှင့်တသင်သင်သူ့အာဂရဲမှထွက်လာတတ်လေသည်ဦးတင်သည်ပျော်ပျော်နေတတ်သည့်အဖိုးကြီးသည်ပျော်ပျော်နေသောကြောင့်တည်ခဲနေသလားမသိဘူး အမဲပြစ်ဝါဒနာပါတော့ဥဟန်ဆိုသူတယောက်လည်းရှိပါသေးသည် သူသည်ရှေးခါကမိရထားဘမအရာကြီးကြီးတူဖြစ်ခဲ့သည်ယခုတော့မရရတွင်အေးချမ်းစွာ အနားယူနေထိုင်လျက်ရှိ၏သူသည်တပည့်တပန်းများနှင့်လဲလဲလှုပ်သည်မွေးမြူ၍လဲလှုပ်သည် သူထံတွင် ကြောက်ဟုကောင်းကောင်းရနိုင်သည်နွားနှုတ်ဆစ်ဆစ်လည်းရနိုင်သည် မကြာခဏပင်ညနေခင်းများတွင်ကျွန်တော်တို့ရရီအားဖိတ်ကြား၍ညနေစာဖြင့် ဧကန်တသည်ဒီအခါများတွင် သူအရွယ်ကောင်းတော့ကတောပြစ်ထွက်ခဲ့ပုံများကို ပြောပြသည်မှာစိတ်ဝင်စားစရာကောင်းလာသည်ဆင်းရွေးကြားတွင်နှင့်တွေ့ရသည့်အကြောင်းများကို ပြန်ပြောင်းပြောဆိုသောအခါညှို့ဝက်သေးဖို့တော်တွင်ဝိတ္ထုများကို ဖန်နေရတကဲ့သို့တထိတ်တလန့်နားထောင်ရသည် သူ၏ကိုယ်တွင်မုံဆိုးဝိတ္ထုများက အထူးများပြလာသည်ဥဟန်နှင့်ဦးကျော်စောတို့ပြောသည်များမှတ်သားပြီးစာအုပ်ရေးလင် မိုးဆိုးဝတ္ထုကောင်းတွေအများပြင်ထွက်လာနိုင်သည်မိစွေတင်ခအကြောင်းတွေကိုပြောရရင်နတ်ကြီးအကြောင်းကိုခြံခဲ့၍မဖြစ် သူဤနာမည်ရင်းမှာဥဒေဝဖြစ်ပါသည်ထို့ကြောင့်ကျွန်တော်တို့ကမြမာမှုပြု၍နတ်ကြီးဟု ခေါ်ကြခြင်းဖြစ်လေသည် သူသည်ရှေးခါကနေပိုင်ယုံတွင်စည်ရေးကြီးဖြစ်ခဲ့သည်ယခုတော့အငိမ့်စားယူထားလိမ့်ပြီသို့သောတဖက်တလန်းမှာလုပ်ငန်းတစ်ခုကိုလုပ်ကင်လျက် ရှိပါသေးသည်မြို့မတမဝါယမအသင်းတွင်လည်းလူကြီးတဦးဖြစ်လေသည် သူဆိုင်တွင်ပစ္စည်းအတော်ဆုံးဆုံးလင်းလင်းရှိသည် ကျွန်တော်တို့သည်ညင်ခါတွင်သူထံသို့မကြာခဏသွားရောက်၍လက်ဖက်ရည်ချမ်းတောက်ရင်းရှေးဟောင်းနှောင်းပြများကို ကြားနာတကြသည် ထိုယာရုကစေဒနာဝန်တန်းယာအိမ်ဥက္ကဋ္ဌယာရုဖြစ်လေသည် သူသည်တညင်းကြီးတညူညူပင်ထိုယာရုကြီး၏အေယာမတာဝန်တွေကို ထမ်းဆောင်နေရရှာသည်အခြားအိမ်များတို့လည်းကျွန်တော်တို့တွေတွားရောက်လဲပတ်နိုင်ပါသည်သို့တော်တရာလုံးစွန်းတော်တော်ရက်ဆိုသလိုခဏခဏတွားနေလို့လည်းမဖြစ်သေးပါ သူမခေါ်ပဲလျက်တပားအိမ်တို့မတွားရောက်ရဟု လောကနီတိဆရာကဆိုထားသည်မဟုတ်ပါလော ထို့ပြင် ထိုချင်းခါကမရေယာမြို့ပေါ်တွင် နေဝင်မိုးချုပ်လင် အိမ်တိုင်းလိုလိုတကားများကိုပိတ်၍အိမ်ထဲမှာပင် ကုန်နေတတ်ကြသည် လမ်းမီးများလည်းလုံးဝမရှိလားမိုက်သောညများတွင်တစ်မျိုးလုံးမှောင်နှင်မဲမဲဖြစ်နေလေသည်အဘယ်သူသည်မှောင်ကြီးမဲကြီးတဲ့တွင်လမ်းသလားနေလိုအန်သည်သို့သော လာမင်းတင်နေသောညင်ဦးရံများတွင်ကရဲတိုက်ပိုင်မြို့ပိုင်နှင့်ကျွန်တော်ဒီဟုသောသူရဲကောင်း၃ယောက်တို့သည်ဝရင်တို့ကိုစီဆွဲကင်လျက်မိษွေတင်ကဟာများအိမ်သို့တွားရောက်လဲပတ်တကြပါသည် တခါတရံမြို့ထဲတွင် ပွဲလဲသပင်များရှိလင်ကဝမ်းတာလို့မဆုံးတော့ဘူး။ပွဲမိတ်လာယူတော့သူများဆိုလျင်မြို့ပိုင်ကြီးကဝမ်းမြောက်ရှင်ပြုံးစွာစည်းကြိုလင့်၏။ပွဲမိတ်လက်မှတ်ထိုးပေးရသည်ပင် သူအဖို့ထူးကဲသောအရာသားနှင့်ပြည့်စုံနေပုံရ၏။ဝင်တော်မင်းမင်္ဂလာဆောင်ကတော့ခင်စန်းတင်ခင်စန်း၏အငယ်၏နဲ့ဆရေကြီးဦးချစ်အလူကတော့ဥဟံပါဆိုင်ပါတယ်။ဌာနပိုင်ကိုစိန်မောင် မင်္ဂလာဆောင်ကတော့ဇက်ပွဲဆိုပဲ။မြို့ပိုင်ကြီးသည် ထိုးပွဲတရင်ကို ကျွန်တော်တို့ထန်းတို့ဝမ်းမြဝမ်းသာပို့တက်လေသည် ကျွန်တော်အဖို့လည်းထိုသတင်းများသည်ကြက်တရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့်သတင်းကောင်းများဖြစ်ကြလေသည်ထို့ပြင်မြို့တွင်းရှိဇက်ယုံကြီးနှယုံတွင်လည်းမကြာခဏဇက်ပွဲများရုပ်ရှင်များပြသတတ်ပါသည်သို့တော့ပြလိုက်တိုင်းပြလိုက်တိုင်းရုံပိုင်ရှင်မှာမျက်သည့်အခါနေ၍ရှုံးသည်ကများနေသောကြောင့်ဗန္နာကြီးကို ထိခိုက်ရှာကြသည်အဘဲမှလည်း မျက်နိုင်အန်းဒီရုံဝင်ကပေးပြီးကြီးသူကနေ၍အလကားလာကြည့်သူတွေက များလာကြည်၏ကျွန်တော်တို့သုံးယောက်လည်းအလကားကြည့်ကြသည့်လူတွေထဲတွင် ပါဝင်ပါသည်ပွဲကိုအလကားကြည့်ုံနေမကသည်သူတို့တွေခမဘူးဒီကျော်လက်ဖက်ရည်ချမ်းစသည်များနှင့်ဧခံရသေးသည်ဒီညကြွပြောင်ကြွပါဟုပွဲရှိသောညများတွင် ရုံပိုင်ရှင်က ဖိတ်မှန်ကပြူမြဲဖြစ်သည် တကယ့်စည်စနာနှင့်ဖိတ်ခြင်းလား သူဒီမဟုတ် လောကုဟူ၍လားမပြောတန်းအလိုက်မသိသောကျွန်တော်တို့တွေသည်မြို့ပေါ်ကကျောင်းဆရာကြီး ဟာဇပလဥက္ကဋ္ဌဘာတာလဆာဥက္ကဋ္ဌတက်စကန်းမှဘူလာကြီးနှင့်ဘူထွန်းရှိန်မှခေါ်၍တစုတယုံနှင့်တွားတက်ကြလေသည်တခါတရံလဲအတန်ကြအောင် ပွဲပြန်နေတတ်သည်ဒုက္ခလိုအခါမျိုးတွင်ဂီတနှင့်ကြာရှည်စွာကင်းဝေးမနေတတ်ကြသောကျွန်တော်တို့လူစုသည် ကိုဘရန်ဤ ဒိုးဘတ်ဝိုင်းကို အားကိုပြုကြလေသည်ကိုပါရန်သည်ဒိုးဘတ်တီတွင်နမယသူဖြစ်သည်အနီးနားရွာများတွင် အလူမင်္ဂလာပွဲများရှိလင် သူဒိုးဘတ်ဝိုင်းကို ပါအောင်ငားကြရသည်တခါတရံတပုံများကြီးစိုးနေသည်နေများမှပင် ကိုပါရန်ဤဒိုးဘတ်ဝိုင်းကို လာရောက်ငားရန်တက်သည်ဟုသိရသည် ပိုလာကြည်သည် ကိုပါရန်ဤဒိုးဘတ်ကိုသဘောကျသူတူဦးဖြစ်လေသည် သူတက်တွင်းသို့ခေါ်ကား မကြာခဏအတီးခိုင်းလေရှိသည်ကိုပါရန်ဤဒိုးဘတန်ကိုကြားလင်ကျွန်တော်တို့တွေသည် ရိုးတိုးရွတာကာကျင်ခုံကျင်ဖြစ်လာကြလေသည်ရဲဘော်တွေပြင်းနေမှဆိုးလို့ပါဟုဘိုးလာကြီးကပြောတတ်လေသည်ရဲဘော်အတွက်သာမဟုတ်ပါ သူ့ဇနီးတစ်ကလေးမရရာတို့လိုက်ပါလာတော့ခါရင်လေဥပရန်ဤဒိုးဘတ်ဝိုင်းနှစ်ပင်ချိုပြီစီပါသည် အခန်းတော့မရရာက အတော်ပွဲကြိုက်သောမျိုးဖြစ်ပါသည် မြည်သည့်ကိစ္စကိုမစိုးပွဲမပါလည်းမပြီးသလောက်ဖြစ်ပါသည်မန္တလေးနှင့်လည်းနီးကပ်သောကြောင့်မန္တလေးမှာနမဲကြီးတပင်တဲများကိုငားရန်ဧကန်လေးရှိကြသည်ဆိုင်းဘက်ကဆိုလင်အကျော်မော်တွေရောက်လာတတ်ကြသည်ကျွန်တော်သည်ဆိုင်းဝိုင်းများကိုမြင်တိုင်းမြင်တိုင်းပလုံးတန်ကလေးများကိုကြားတိုင်းကြားတိုင်းစိန်ပေတာကြီးကိုတရိရမိသည်စိန်ပေတာကြီးကွယ်လွန်ပြီးနောက်မန္တလေးတွင် နမဲကြီးလာတော့ဆိုင်းဆရာများသည် အများအားဖြင့်စိန်ပေတာကြီး၏တပည့်သားမီးများဖြစ်ကြသည်သူတို့နာမည်များရှိတွင်စိန်ထည့်ထားကြသည် စိန်ငှက်ယိုစိန်လှမောင်စိန်ကြော်လှိုင်အစရှိသည်တို့သည်ဥဟံပ ాయి ဆိုင်နှင့်လည်းမရေရာတွင်ကြုံတွေ့ကြရလေသည်စိန်ပေတာကြီးကြော်ကြသလိုဥဟံပလည်းအောက်ပြီအောက်ရွာတွင်တည်မွေးခဲ့သူဖြစ်သည်စိန်ပေတာကြီးမရှိသည့်နောက်တွင်ကဥဟံပသည်မန္တလေးတွင် အထူးနာမည်ကျော်လျက်ရှိပါတော့သည်မန္တလေးမှအညိအဖွဲ့များသည်လည်းမရရာတို့လာရောက်ကားပြကြသည် ကျွန်တော်တို့ငယ်စဉ်ကနာမည်ကြီးခဲ့သည့်မင်းသမီးကြီးများသည်က အတော်ရှားသွားပေပြီဂီတမဲလှကလေးစင်တယောက်တော်ရှိသေးသည် ကျွန်တော်မရရာတို့ရောက်၍မကြာမြင့်မီဂီတမဲအညိကိုကြည်ရသည်ဂီတမဲသည် ရှေးမီနောက်မီမင်းသမီးကြီးဖြစ်သည်ရှေးသချင်းကြီးများကိုလည်းနိုင်နှင်းစွာသိဆိုနိုင်သည် ခေတ်သင်းများကိုလည်းရင်ကျေးတိမ်မွေ့စွာတီဆိုကပြနိုင်သည် ကျွန်တော်တို့ငယ်စဉ်ကဆွဲလန်းခဲ့သောဂီတမယ်သည် ကျွန်တော်တို့၏စက္ခုအာယုံတောတာအာယုံတွင်ယခုထက်တိုင်မယိုးနိုင်သေးပြီသူအငိမ့်ထဲတွင်လူရှင်တော်ချန်ပီယံဘာလိုင်ကြီးလည်းပါလာသည်ဘာလိုင်ကြီးသည် အရွယ်ကြီးရင်ရှားပြီ သူသည် ကျွန်တော်တို့ငယ်စဉ်ကတည်းကနမည်ကြီးခဲ့သူဖြစ်ပါသည်အတန်ကပြပြအသားကမဲမဲပြက်လုံးထုတ်ရရင်လည်းကြမ်းသည် သို့သောအကိုကာလာသားတို့ကသူ့ကိုမှသဘောကျကြသည်ယခုဇရာပိုင်းသို့ရောက်နေပြီဖြစ်သော ကိုဘလိုင်ကြီးသည်ငယ်စဉ်ကဘသူမှအရှုံးမပေးခဲ့တော့လေယခုနောက်ပေါက်ကြောင်နီဆိုသူ လူရှင်တော်ကလေးတွေနှင့်တွဲဖက်ရသောအခါထင်သလောက်ပောက်တော်ဟန်မတူလူရှင်တော်ကိုတင်ခါကြီးကိုလည်းကြီးခဲ့ရသေးသည်ကျွန်တော်တို့ငယ်စဉ်ကတင်ခါတခိုးပါသောအညီဆိုလင်အစွဲကြီးဆွဲခဲ့ကြရသည် သူတို့နှစ်ယောက်သည်တက်ညီသည်လူကြိုက်များသည်မန္တလေးမှတင်ခါတက်ခိုးဟုသောလူရှင်တော်နှစ်ဦးသည်ရန်ကုန်မှဒန်ပေါင်းညက်ကြီးတို့နှင့်ခေပြိုင်နမည်ကြီးခဲ့ကြသူများဖြစ်သည်ဒန်ပေါင်းညက်ကြီးနှစ်ဦးစလုံးမရှိရှာတော့ပြီတင်ခါနှင့်တွဲဖက်တက်ခိုးလည်း꿰လွန်ရှာပြီတင်ခါလည်းအသက်ရွယ်ကြီးရင်ရှာပြီသို့သောဓမ္မီထိန်ထိန်အောက်တွင်သားရွယ်မြေးရွယ်လူရှင်တော်များ မင်းသမီးများနှင့် တွဲဘက်အသုံးတော်ခံရင် ပရိယေတနာရှာမီနေရဆဲဖြစ်သည်ပွဲလန်းတပင်လဲမရှိမောင်လဲမောင်မိုက်၍လန်တလာခြင်းစရာမကောင်းသည်ညများတွင်ကကျွန်တော်တို့သုံးဦးသည် စင်ဝင်ပေါ်တွင်ထွက်ကာစကားဆက်မိပြောရင်အချိန်ဖြုံးတတ်ကြလိမ့်သည်တခါတရံလဲညတကောင်တလွဲမှာပင်ဘိုးထွန်းရှင်ဘိုးလှကြီးတို့ခေါ်ဆောင်ရာမလန်းမကန်းရွာများတို့တွားတတ်ကြသည်တခါတရံကြပြန်တော့လဲ တောပွဲကလေးများရှိတတ်သည် ထိုပွဲများတွင်မထင်မရှားပွဲကြီးတွားရသည်မှလည်းစွန်စားကန်းတပွဲပျော်စရာ စိတ်လှုပ်ရှားစရာကောင်းလာသည် တခါတရံလဲနနက်စောစောထ၍တမရော်သားများရဲပွဲဝင်များနှင့်အတူဝေးလံသောကြေးရွာများသို့တွား၍ငိမ့်ညံရေးကိုဖျက်ဆီးနေသူများအားရှာဖွေကြသည် အခန်းလေးဒီလိုနှင့်ဝိုးကုံ၍စောင်းသို့ရောက်ခဲ့သည် စောင်းကုံမြန်သောနှွေသို့ကူးပြောင်းခဲ့ပြန်သည် ီအချိန်တွင်ဒုတိယအချိန်ပါလီမန်ရွေးကောက်ပွဲနီးလာလေသည် ထိုအချိန်တွင်ဖာဇာဘလဌာနချုပ်မှတခင်တခင်မန္တလေးသို့ရောက်လာလေသည် ကျွန်ုပ်ကိုတွေ့လို့သည်ဆို၍တွားတွေ့ရသည် သူကဖာဇာဘလစီယုံရေးချီနေကိုမေးသည် ကျွန်တော်ကတီးသလောက်ပြောပြသည်ကိုဘဆွေကြီးကတော့မှားလိုက်တယ်ဗျကျွန်တော်တို့ဖာစာဗလာအတွက်အမလောင်းရှာဖို့ခန့်နေရင်မန်းတင်ကိုအလုတ်ထွက်ခိုင်းပြီးအရွေးခံပါစီတယ်ဗျာ ဟုတခင်တခင်သည် ကျွန်တော်မျက်နာကိုစူးဆိုင်ကြည့်၍ပြောသည်။အားဗျာကျွန်တော်ကိုတော့ခွင့်လွှတ်ပါဦးဆွေးဆံမြေဘျူရိုကရက်ပဲလုပ်နေပါရစေ။တခင်တခင်သည် ပြုံးလို့သာနေလေသည်။ကံအားလျော်စွာ အမတ်လောင်းများရှာလို့ရှားသွားလေသည်။ကျွန်တော်တို့သည်မဲယုံတွင်ဆောက်ရာညီဝတ်ပြီးပြားရေးကိုဂရုစိုက်ရာ ရွေးကောက်ပွဲနေ့အတွက်စီစဉ်ရနှင့်မအားရနိုင်အောင်ရှိတော်သည်။ပြည်သူလွတ်တော်အတွက် ရွေးကောက်ပွဲကျင်းပရတော့မလိုလိုနှင့်ရှင်ပြိုင်သူများထွက်ပေးကုန်ကြ၍နောက်ဆုံးတွင်ဖားစားပတ်လာအမတ်လောင်းသာလင်ကြံတော့သဖြင့်ဆန္ဒမဲပေးပွဲမလုပ်ရဘဲပြီးသွားလေသည် သို့သောလူမျိုးစုလွတ်တော်အတွက် လာ၍တင့်နေလေတော့သည် တဖက်မှရှင်ပြိုင်မိသူတွေကလည်းထွက်မပေးကြထို့ကြောင့်ကျွန်တော်တို့တွေအပန်းတကြီးအလုလုလက်ရလေတော့သည်တစ်ချက်ကလေးမှလင့်မသွားအောင်ဂယုပြုရသည် တစုံတစ်ခုချုံရင်းသွားလင်ရှုံးသည့်ဘက်ကပြောကျင်ရာပြောတော်မီမဟုတ်ပါလားလူမျိုးစုလွတ်တော်ရွေးကောက်ပွဲက ချောချောမောမောပင်ပြီးသွားပါသည်ကျွန်တော်တို့ဤဥကောင်းပေါ်မှဝန်တော့ဝန်ပိုးကြီးကြဆင်းသွားလိမ့်ပြီကိုရောစိတ်ပါပေါ်ပါသွားလိမ့်သည် မကြမီမိုးဖြန်ဖြန်ကြတော်မီကျွန်တော်ဒီမရေယာမှ ပြောင်းရွှေ့လို့လှပါပြီတောင်မြုံပွဲပင် နှစ်တစ်ပတ်လဲတော်မီဝင်းတောင်မင်းကိုရွှေပြင်းညီနောင်ကချစ်တော် တောင်မြုံပွဲတော့ပြီးအောင်တော့နေရမှာပေါ့ဟုမြို့ပိုင်ဥပိုလ်ကြီးပြောတတ်သည်နတ်မင်းကြီးတွေက လူမင်းကြီးကိုမလွှမ်းမိုးနိုင်ပါဘူးဗျာကျွန်တော်ကဤသို့ပြန်ပြောတတ်လေသည်မှန်ပါသည်ညမကြာမီကျွန်တော်အားမရရာမှပြောင်းရွှေ့ရန်မန္တလေးတိုင်းမင်းကြီး၏အမိတ်စာထွက်လာလေသည်နာဆင်ပေးသူအလုံးကိုကျေးဇူးတူးပဲတင်ရှိပါတယ်ရှင်